စစ်တကအာနာသိမ့်ပြီးတဲ့တော်လိုင်းကာလ9နှစ်တာအတွင်းမှာစစ်ကောင်စီရဲ့လေရင်9စီးအထိကိုကချင်လွတ်လပ်ရေးတပ်မတော် KYN နဲ့တော်လိုင်းပူးပေါင်းတပ်တွေပစ်ချခဲ့ပါတယ်။အဲ့ဒီအထဲမှာမှလေးစီးကတော့ရဟရင်မျိုးသားဖြစ်ပြီးတစီးကတော့ချက်လီရင်ဖြစ်တယ်လို့ကဲဦးတရင်နဲ့ပြန်ကြားရေးတောင်ခံဘုန်းကြီးနောက်ကကန်ဂျီကိုပြောပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲဖြစ်ပွားနေတဲ့စကခ27နေရာကိုစစ်ကောင်စီတပ်ကမေလ20ရက်နေ့မှာပဲ ရဟရင်၃စီးနဲ့စင်ရလာရောက်ပူချခဲ့တဲ့အချိန်မှာ KI ပူပေါင်းတပ်ဖွဲ့တွေရဟရင်၄စီးကိုပစ်ချနိုင်ခဲ့ပါတယ်။တစီးကတော့ရွှေကူမြို့နယ် KI တရင်ကားနေမြေမှာ ပြက်ကျသွားခဲ့ပြီးနောက်တစီးကတော့ရွှေကူမြို့ထဲကိုအရေးပေါ်ပြေးဆင်းသွားတယ်လို့သိရပါတယ်။ရှိကူမျိုးနယ်ရဲ့ရဟရင်တစည်းပြက်ကျသွားတဲ့နေရာမှာဘူကြီးအဆင့်ရှိတဲ့အလောင်းတလောင်းကိုတွေးရှိထားပေမဲ့ မီးလောင်သွားတဲ့အတွက်လူရည်တိကျမသိရဘူးလို့ဘုံကြီးနော်ဘူးကပြောပါတယ်။နောက်ထပ်ရွှေကူမျိုးတွေအရေးပေါ်ဆင်းသက်သွားရတဲ့ရဟင်းတစည်းနဲ့ပတ်သက်ပြီးတော့တရင်အခြေအနေအသေးစိတ်ကိုမသိရသေးပါဘူး။စစ်ကောင်စီတပ်ဘက်ကတော့ရှေ့တန်းကို ထောက်ပို့ပစ္စည်းတွေ ပို့ပြီးတဲ့နောက်ပြန်ထွက်ခွာသွားတဲ့အချိန်ဗမော်မျိုးရဲ့အနောက်တောင်ဘက်ကီလိုမီတာ14000အကွာလောက်မှာဆက်ချွေမှုကြောင့်ပြတ်ကျခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ကြရင်ကတော့ ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မှာဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုစေအခါလာပို့တဲ့ MI17 ရဟတ်ယာဉ်တကြီးပစ်ချနိုင်ခဲ့တယ်လို့အဲဒီလ16ရက်နေ့ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နန်းဖက်ကတိုက်ပွဲမှာဘုံလာကျဲတဲ့ FTC 2000ကြီးဂျက်လီယင်တကြီးကိုလည်းပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စစ်တပ်ကအာဏာသိမ်းပြီး2021ခုနှစ်မေလတဲမှာ ကချင်ပြည်နယ်မိုးမောက်မြို့နယ်မြို့တင်နယ်ကုန်းလောကြေးရွာကမှစစ်တပ်ရဲ့ MI 35ရဟရင်တစီးကိုပစ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကချင်ပြည်နယ်ဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်တိုက်ပွဲဖြစ်တဲ့နေရာတွေမှာစစ်တပ်လေကြောင်းတိုက်ခတ်ခံရမှုအများဆုံးဖြစ်တဲ့ပြည်နယ်တစ်ခုအပါအဝင်ဖြစ်ပါတယ်။2024ခုနှစ်အတွင်း KAI သိမ်းပိုက်လိုက်တဲ့စစ်တပ်ရဲ့ဗျူဟာမြောက်တပ်ရင်းနဲ့မြို့ပေါင်း၁၀ခုကျော်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲတွေမှာလည်း စစ်ကောင်ကြီးတက်ကစစ်တပ်3လေးရင်အမျိုးအစားပေါင်းစုံနဲ့တိုက်ခိုက်ခဲ့တဲ့အတွက်အရသာပြည်သူတွေထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့လူနေအများအများထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။အလားတူလက်ရှိကချင်ပြည်နယ်ထဲမှာမြို့ရင်းတိုက်ပွဲ ဖြစ်နေတဲ့ဗမော်မြို့မှာလည်းတရက်ကို၄ချောင်း၃ချိန်ထက်မနည်းလာရောက်ပုံကျဲတိုက်ခိုက်နေတယ်လို့ဖာကန်ဘက်ကစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကလည်း၄ချောင်းအကူနဲ့ဖာကန်ဘက်ကစစ်ကြောင်းထိုးတက်နေစေဖြစ်ပါတယ်။ ရုရှားနိုင်ငံထုတ် MI17 ဟာကမ္ဘာတဝန်းတည်ယူပို့ဆောင်ရေးနဲ့အထောက်ပံ့မစ်ရှင်တွေအတွက်အသုံးပြုတဲ့ဗတ်စုံသုံးစစ်ဘက်ဆိုင်ရာရဟယင်ဖြစ်ပြီးတပ်သား36ဦးသို့မဟုတ်ကုန်ပစ္စည်း4000ကီလိုဂရမ်ကိုတယ်ဆောင်နိုင်တဲ့ရဟယင်မျိုးစားဖြစ်တယ်လို့သိရပါတယ်။ပုံစံမျိုးမျိုးပေါ်မူတည်ပြီးတော့ဈေးနှုန်းဟာ American Dollar တန်း20ဝန်းကျင်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။